မင်္ဂလာပါခင်ဗျရှန်ကိုခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရုရှားသမ္မတပူတင်ကတဲခင်းနဲ့ယင်းပြင်းဒီ80ပြည့်ဂုံပြုတ်ကပွဲနဲ့ညစာစားပွဲမှာအကြက်ဖက်မြင့်အွန်လိုင်းကိုနိုင်ငံကြီးတွေရဲ့ခေါင်းဆောင်တွေနဲ့တဒန်းတဲမထိုင်ခိုင်းပဲနောက်တန်းမှာပဲနေရာချတာပါလေ မန္တလေးမြို့မှာလေလင်တန်းကြောင့်တိဆောင်းသွားတဲ့အန်ရရှိနေအိမ်တိုက်တာအဆောက်အုံတွေကိုဖြိုဖျက်ပေးဖို့စစ်ကောင်စီလက်အောက်ခံစီပင်ကိုရှောက်ထားပေမဲ့အ ਨੇ စုံ၃လဆောင်ခိုင်းပြီးသူတို့ကိုငွေပေးတဲ့သူပိကုသဦးစားပေးအနေနဲ့အိမ်ဖြိုခွင့်ပေးတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကဒရင်တွေကိုတင်ဆက်ပြပါမယ်အခုပြောရဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရုရှားသမ္မတပူတင်ကတဲခင်းတဲ့ယင်မြင်နီ၂၀ပြည့်ဂုံပြူကပွဲနဲ့ညစာစပွဲမှာ အကျဉ်းဖက်မင်းအွန်လိုင်းကိုနိုင်ငံကြီးတွေရဲ့ခေါင်းဆောင်တွေနဲ့တဒန်းနဲ့မထိုင်ခိုင်းပဲနောက်တန်းမှာပဲနေရာချထားတာကိုရုရှားအစိုးရနဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ထားတဲ့ဓာတ်ပုံဗီဒီယိုမှတ်တမ်းတွေအရသိရပါတယ်ဒါကတော့မေလ၈ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲရုရှားသမ္မတပူတင်ကရုရှားနိုင်ငံကိုရောက်ရှိလာတဲ့တရုတ်သမ္မတရှီကျင်းပင်အပါအဝင်နိုင်ငံခေါင်းဆောင်တွေကိုဂုံပြုညစာစားပွဲနဲ့ကပွဲစီဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီပွဲမှာအချက်ဖက်စစ်ခေါင်းဆောင်မင်းအွန်လိုင်းကိုနိုင်ငံကြီးတွေရဲ့ခေါင်းဆောင်တွေနဲ့တဒန်းနဲ့မထိုင်ခိုင်းပဲ အခြားနိုင်ငံရဲ့ခေါင်းဆောင်တွေနဲ့အတူနောက်တန်းမှာနေရာချထားခဲ့တာကိုတွေ့ရပါတယ်။ပွဲအခမ်းအနားရဲ့ခန်းမတင်မှာတော့ဒီယုသမရရှီကျင်းပင်နဲ့ရုရှားသမရပူတင်တို့ကတခြားနိုင်ငံကြီးတွေနဲ့အတူရှေ့ဆုံးအတန်းမှာတဒန်းနဲ့ထိုင်ခဲ့ကြပြီးအကြမ်းဖက်မင်းအောင်လှိုင်ကတော့တဒန်းနဲ့ထိုင်ခွင့်မပေးဘဲအနောက်ကထိုင်ကုန်တန်းမှာပဲနေရာချထားတာကိုတွေ့ရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့မန္တလေးမြို့မှာငလင်တန်းကြောင်တင်းဆောင်သွားတဲ့အနေရရှိနေအိမ်တိုက်တာအဆောက်အုံတွေကိုဖြိုဖျက်ပေးဖို့ စစ်ကောင်စီလက်အောက်ခံစီပင်ကိုရှောက်ထားပြီးမဲ့အနည်းဆုံး3လဆောင်ခိုင်းပြီးသူတို့ကိုငွေပေးတဲ့သူတွေကဦးစားပေးအနေနဲ့အိမ်ဖြိုခွင့်ပေးတယ်လို့မန္တလေးအိမ်ပိုင်ရှင်တွေကပြောပါတယ်။လက်ရှိမန္တလေးမြို့မှာကငလင်နံကြောင့်ပြိုကျပျက်စီးသွားတဲ့နေအိမ်အဆောက်အုံတွေကိုလည်းနိုင်ငံတော်အစ်စ်အနေနဲ့စစ်ကောင်စီဘက်ကထိတိယယောက်ကူညီမှုတွေမလုပ်နိုင်ပဲပြည်သူတွေဟာကိုတူကိုထနဲ့သာလုံနေရမှာတချို့တင်းဆောင်နေတဲ့နေအိမ်တိုက်တာတွေဆိုအခုအချိန်ထိဒီအတိုင်းရှိနေတုံးပဲဆိုပါတယ်။အဲ့ဒီကမှာ အကျိုးတင်းဆောင်သွားတဲ့အနေအရှိနေအိမ်တိုက်တာအဆောက်အုံတွေကိုဖြိုဖျက်ပေးဖို့သက်ဆိုင်ရာအဆောက်အုံပိုင်ရှင်တွေကစစ်ကောင်စီလက်အောက်ခံစီပင်ကိုရှောက်ထားပြီးမြဲအ ਨੇ စုံ၃လဆောင်ခိုင်းပြီသူတို့ကိုငွေပေးတဲ့သူတွေကဦးစားပေးအနေနဲ့အိမ်ဖြိုခွင့်ပေးတယ်လို့မန္တလေးအိမ်ပိုင်ရှင်တွေကပြောထားကြပါတယ်လက်ရှိပူကြလူဆဲဆဲတင်းဆောင်နေတဲ့တိုက်တာအဆောက်အုံတွေဟာ ။လာမယ့်မိုးရင်းကာလရောက်ရင်မိုးများတဲ့အချိန်မြေနှိမ်မီထပ်မံပြိုကျနိုင်တာတွေပါရှိတဲ့အတွက်လမ်းသွားလမ်းလာတွေနဲ့အနီးနားမှာနေတဲ့ပြည်သူတွေအတွက်လည်းအန္တရာယ်ကြီးမားတဲ့အခြေအနေဖြစ်နေပြီမယ်။စေကောင်စီနဲ့စီပင်ကချက်ချင်းဆောင်ရွက်မှုတွေမလုပ်ဘဲလာပေါင်းများစွာစောင့်ခိုင်းတာတွေလုပ်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျ။ဖတ်မှာတော့ မန္တလေးတိုင်းကမိတ္တိလမြို့နယ်မှာအချက်ပစကောင်စီလောက်ခန်းရန်ကုန်အဝေးတင်တက္ကသိုလ်တတ္တဗေဒဌာနကတိကဒေါ်ဝင်းဝင်းအောင်ဆိုတဲ့သူကိုပြည်ထောင်စုကဖမ်းဆီးရမိထားပြီးစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့နှဒိုးကြီးပြည်ထက်ကထုတ်ပြန်ထားပါတယ်။ဒါကတော့လက်ရှိအချက်ပစကောင်စီရဲ့ရန်နယားလေပတ်စင်နိုင်တဲ့လုပ်ငန်းတွေကိုအာတုံခွန်ဆိုင်လှုပ်ဆောင်ပေးနေတယ်။စစ်ကောင်စီလောက်ခန်းမန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်စီမံဘဏ္ဍာဌာနမှုဥအောင်ဆန်းရဲ့ဇနီးဖြစ်သူရန်ကုန်အဝေးတင်တက္ကသိုလ်တတ္တဗေဒဌာနကတိကဒေါ်ဝင်းဝင်းအောင်ဆိုတဲ့သူကို မန္တလေးမြို့နယ်တနေရာမှာမြင်းညံခရိုင်အမှတ်၄၁၀တရင်တပ်ဖွဲ့တွေကဖမ်းဆီးရောက်မိခဲ့တယ်ဆိုပါတယ်လက်ရှိမှာတော့အဲ့လိုဖမ်းဆီးရောက်မိထားတဲ့စစ်ကောင်စီလက်အောက်ခံကတိခာဒေါ်ဝင်းဝင်းအောင်ဆိုတဲ့သူကိုဒေါ်လင်းတပ်ဖွဲ့တွေကစုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့လည်းနထိုးကြီး PDF ကထုတ်ပြန်ထားပြီးအသေးစိတ်အချက်လက်တွေကိုတော့သဆိုင်ရာ PDF တပ်ဖွဲ့တွေစီကိုရန်ကုန်ခေတ္တကနေဆက်လက်ဆက်သွယ်မေးမြန်းနေပါတယ်ခင်ဗျတဖက်မှာတော့ မကွေးတိုင်းကစလင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာပြန်တဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးပူပေါင်းတပ်တွေကကြဖြတ်တိုက်ခိုက်ချင်းမမှုအတွင်းစစ်ကောင်စီတပ်သား၃ကတော့နေရာမှာတင်ပစ်လဲပြီးအသီးသီးတေကုန်ကြပြီးတဲ့နောက်ဒဏ်ရာရတဲ့သူတွေနဲ့ပါအထိနာပြီးပြန်ဆုပ်ပြေးသွားကြတယ်လို့ဒေါင်းစစ်အောင် LPD ရဲ့တာဝန်ခံကိုထုလေးကရကုံခစ်တဲ့ကိုပြောပါတယ်ဒါကြောင့်မေလာလေးရနေ့ကစပီးစလင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာပြန်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လည်းပူပေါင်းတက်တွေကချောင်းဖြူနေပူတန်နဲ့ကုတ်ကူတန်ကျင်းရဘတ်တွေမှာကြပြတ်တက်ခတ်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခတ်မှုတွေအတွေ့အချမ်းဖက်စစ်ကောင်စီတပ်သား၃ကတော့နေရာမှာတင်ပစ်လဲပြီးအသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတတော်ကိုများသွားပြီးတဲ့နောက်စစ်တပ်ကအထိနာပြီးပြန်ဆုတ်ပြေးသွားကြတယ်လို့ဒေါင်းစစ်အောင် LPD ရဲ့တာဝန်ခံကိုထုလေးကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ပဲခူးတိုင်းကညောင်လေးပင်မြို့နယ်မှာအချမ်းဖက်စစ်ကောင်စီတပ်ကရုပ်ဝတ်တွေနဲ့လူငယ်၁၂ဦးကို စစ်မှုထမ်းရမယ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးတွားကြပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ9ရက်နေ့ညပိုင်းကပဲပဲခူးတိုင်းကညောင်လေးပင်မြို့နယ်မှာရှိတဲ့လက်ပံမှုဂျေးရွာနဲ့ကြံဘူဂျေးရွာတွေကိုအကြက်ဖက်စစ်ကောင်စီတပ်ကရဲဝတ်တွေနဲ့ပုံစံဖြတ်ပြီးဝင်ရောက်လာကြတယ်ဆိုပါတယ် အဲ့ဒီလိုဝင်ရောက်လာပြီးမှဂျေရွာတဲကလူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးအရက်ဝင်းနဲ့စစ်ကောင်စီတပ်သားတွေကပေါ်တာဆွဲဖမ်းဆီးသွားတာဖြစ်ပြီးစစ်စပေါင်းလူငယ်၁၂ဦးကတော့ပါသွားပြီဖြစ်တယ်လို့အဲ့ဒီလူငယ်တွေကိုစစ်သားစုဆောင်ရေးတက်ထဲတခါတည်းပို့လိုက်ကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့အချင်းဖက်စစ်ကောင်စီကနိုင်ငံတကာကိုလူကြောက်အောင်သူတို့စစ်တပ်ဘက်ကမေလအကုန်တိအပြစ်ရထားပါတယ်လို့ကြေညာခဲ့ပြီးနောက်မှာပဲ တစ်ဖက်မှာတော့လေကြောင်းတက်ခိုက်မှုတွေဇက်တိုက်လုံနေရမှာမေလာရှိရနေဖြစ်တဲ့မနေ့ကညပိုင်းမှာလေမန္တလေးတိုင်းကနထိုးကြီးမြို့နယ်နဘဲမြစ်ကျေးရွာဘုံကြီးကျောင်းကိုအကြောင်းမဲ့လေနဲ့လာပြီးဘုံကျဲသွားမှုကြောင့်ဖះဇေဒီပါပြိုချပြီးဘုံကြီးကျောင်းလည်းပျက်စီးသွားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်တစ်ဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီကမေလာ6ရက်နေ့ကနေမေလာ30ရက်နေ့အထိသူတို့စစ်တပ်ကတတိယအကြိမ်အပြစ်ရထားပါတယ်ဆိုပြီးရုရှားခီးစင်မတော်မီနိုင်ငံကကိုလူချက်ကောက်အောင်ကြီးညာခဲ့ပေမဲ့ တစ်ဖက်မှာတော့လေကြောင်းတက်ခိုက်မှုတွေကိုအဆက်မပြတ်လှုပ်ဆောင်နေရမှာမေလာရှိရနေဖြစ်တဲ့မနေ့ကညပိုင်းမှာတင်းဒိုးကြီးမြို့နယ်ကနဘဲမြင့်ကြေးရွာဖုန်ကြီးကျောင်းကိုဘာတိုက်ပွဲမှမရှိပဲအကြောင်းမဲ့လိန်နဲ့လာပြီးဘုံတွေကျက်ချသွားတယ်ဆိုပါတယ်အဲ့ဒီလိုစကောင်းစီတက်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ဖုန်ကြီးကျောင်းကဇီတီလဲဘုံသီးထိမှန်ပြိုကျသွားတဲ့အပြင်ဖုန်ကြီးကျောင်းလဲပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ